ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အတွက်သတင်းစာဆရာကြီးဟန်တာရီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငရဲဆိုတဲ့စာအုပ်ရဲ့အပိုင်း6ကိုဖတ်ရှုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးခင်ဗျာရွှေပြည်လှပြန်ကားဝဲဘိုးတော်ခင်ဝင်းအတန်ကိုကျွန်တော်စကြားဘူးတာ6990လောက်ကပါအဲ့ဒီအချိန်ကကျွန်တော်ရှိနေတဲ့အထူးဆောင်ကိုသူရောက်လာတယ်စကားတွေအော်ပြောတယ် အထူးဆောင်မှာကျွန်တော်တို့လူစုရောက်တာ၃လေးလရှိပြီကျွန်တော်တို့လူစုဆိုတာ၈လေးလုံးကာလာရဲ့နာမည်ကျော် community UG ကိုတက်ခိုင်ဦးလေးကိုတင်အောင်ပြည်ကျူပြည်သူတိုးတက်ရေးပါတီကိုခင်မောင်မြင့်မြို့နယ်ခမ်းမဘုံခွဲကရင်ဘုံမှုကိုကိုအောင်တို့လူစုပါကျွန်တော်တို့လူစုစကားဖောက်ဖောက်မပြောဖြစ်ကြပါအမြဲတမ်းတန်တကားပိတ်တစ်တကားပိတ်ခံနေကြရတယ်စကားပြောရခက်တယ်တန်တကားအပြင်ထွက်ပြီးရှေးကွက်လက်ခမ်းထွက်ခွင့်ရရင် စကားပြောရတာနည်းနည်းပူလွယ်တယ်။အော်လို့ကြားပါတယ်။အခန်းထဲကအော်ရတော့မကြားတကြားလူမောစိတ်မောဖြစ်နေတယ်။အဲ့ဒီအချိန်မှာဘိုးတော်ခင်မောင်ဝင်းရောက်လာတယ်။အဲ့ဒီအချိန်ကစပြီးသူ့စကားပြောတဲ့တွေ၊တချင်းတန်တွေ၊ဖျားရှိခိုးတဲ့တွေကိုကြဲကြဲလန့်လန့်ကြီးကြားလာရပါတယ်။ဘိုးတော်ခင်ဝင်းကအတော်ဆုံးတဲ့လူ။နိုင်ငံရေးလဲလှုပ်တယ်၊အမှုပညာလဲလှုပ်တယ်၊လူမှုရေးလဲလှုပ်တယ်၊ဘာသာရေးလဲလှုပ်တယ်၊အားကစားလဲလှုပ်တယ်၊လက်သိပ်ထိုးခြေဘုံခုတ်အလုပ်တွေလဲလှုပ်တယ်။ လက်သိထိုးခြေဘုံခုတ်အလုပ်တွေကိုသူဘယ်လောက်အားတန်နေဆိုတာ6962ခုနှစ်နှစ်ကုန်ပိုင်းလောက်မှကျွန်တော်သိခွင့်ရလာတယ်။အဲ့ဒီအချိန်မှာကျွန်တော်တိုက်သုံးကိုပြောင်းလာရတယ်။ဘိုးတော်ကအဲ့ဒီတိုက်မှာရောက်နေပြီ။သူနဲ့ကျွန်တော်အခန်းသုံးနဲ့အခန်းလေးဘေးမှာဘေးချင်းကတ်နေရတယ်။သူ့ဖျားရှိခိုးတန်ကိုမနက်တိုင်းကြားရတယ်။သူ့သချင်းတန်ကိုညတိုင်းကြားရတယ်။သူ့စာမေးတန်တွေနိုင်ငံရေးစကားတန်တွေတနေ့လုံးကြားနေရတယ်။စစောကပြောခဲ့တယ်လို့သူကအစုံလုံးတဲ့လူ ပါတီဝင်နာတော်အစုံဝင်တယ်ဒီကျုံမှာလဲသူကမြို့နယ်ဒုတိယဥက္ကဋ္ဌသွေးသစ်ပါတီဆိုတာမှာလဲသူကတီထောင်သူဥက္ကဋ္ဌကွန်မြူနစ်ပါတီနဲ့လဲဆက်လိုက်သေးပီကျူနဲ့လဲညှိလိုက်သေးចောင်းသားတွေနဲ့လဲတွဲလိုက်သေးတောခိုမြေရှိုး UG အမျိုးမျိုးနဲ့လဲချိတ်ဆက်လိုက်သေးစုံရောသူ့ရဲ့နိုင်ငံရေးစွန့်စားကမ်းတွေနိုင်ငံရေးခြေစက်ကြဖြန့်မှုတွေအချစ်ဇက်လန်းတွေထောင်တွင်ဇက်ကြံတွေဆိုတာလဲမချားချင်အဆုံးချားနေရပြီးတော့သူဆက်သူဆိုခဲ့တဲ့ ကြီးစွာရိတ်မြိုင်လိုစမ်းရည်လိုကန္နဝင်တချင်းကြီးတွေလိုမျိုးကလည်းမကြားချင်အဆုံးကြားနေရတနေ့တော့သူစီကစာရွက်တွေ့ရရတယ်တိုက်ချောက်မှာရောက်နေတဲ့ community UGC ကစာသူကမေးလို့ဟိုလူကပြန်ရေးတဲ့စာတရုတ် community party ဥက္ကဋ္ဌမော်စီတုံးရဲ့ democracy စစ်ကြမ်းကိုစာရွက်3-5ရွက်နဲ့အနှစ်ချုပ်ထားတာသူကိုယ်တိုင်လည်းနိုင်ငံရေးဝါဒတွေနိုင်ငံရေးသတင်းတွေနိုင်ငံရေးချိတ်တွေကိုစာနဲ့ပင်နဲ့ရေးပြီးပြုပြောင်းအောင်ဝေတယ်ဖြန့်တယ် နိုင်ငံရေးရွှေပြည်လှော်တွေထောင်တွင်းထောင်ပြင်မိုးလုံးမှိုင်းအောင်စုံငါဆန်က ပလူပြန်အောင်သူလှုပ်တယ်။တဖြည်းဖြည်းနဲ့ဘိုးတော်လှုပ်ဟန်တွေကလူငယ်တွေကြားမှာတာဆားလာတယ်။လူငယ်တွေကသူ့ကိုအထင်မကြီးပါဘူးလို့ကျွန်တော်ပြောနိုင်မယ်ထင်တယ်။ဒါပေမဲ့လူငယ်တွေကသူ့ကိုသဘောကျတယ်။ဒါကိုပြောနိုင်တယ်။သူကလူတိုင်းနဲ့ရောနိုင်တယ်။လူတိုင်းကိစ္စကိုဥလိုက်သဲလိုက်လှုပ်ပေးတယ်။အလုတ်ကျွေးပြုတ်တယ်ဆိုတဲ့နိုင်ငံရေးစကားမျိုးနဲ့တတ်မှတ်ရလောက်အောင် အောက်ခြေသိမ်းလှုပ်တယ်။ရုပ်စွာအဆုံး ဝန်ထမ်းရဲ့အင်ဂျီပြဲတောင်ချုပ်ပေးတယ်။ဘောင်းဝီပြဲဖာပေးတယ်။ဖက်နှက်ဆုပ်တောင်ပြင်ပေးမယ်ပြောတာ။ပစ္စည်းပစ္စည်းရာကရိယာမရှိလို့သာတဲ့။လူတိုင်းကသူ့နေသူ့ဟန်အတိုင်းသူ့ကိုကူညီမှုနဲ့တုံ့ပြန်ကြတယ်။ဘိုးတော်လုံးနေအတိုင်းလှုပ်လာကြတော့တိုက်ဝင်းတွင်းမှာရွှေပေးလွှာတွေပလူပြန်လာကြတယ်။တအူးချင်းစီကလည်းစာရေးစာဖို့စာဖြန့်စာကမ်းတွေလှုပ်လာကြတယ်။အဖွဲ့အစည်းတွေကလည်းအဲ့ဒီလိုပဲလုပ်တယ်။သိစရာတွေကြားစရာတွေအများကြီးတိလာရကြားလာရတယ်။노자မှုတွေ ထပ်တံမှုတွေသွေးပူမှုတွေဒုနဲ့ဒဲနဲ့ပေါ်ထွက်လာတယ်။နိုင်ငံရေးစည်းရုံးမှုအတွက်ရေကန်မြေကန်ခေါင်းတွေကိုအကျယ်အပြန့်ပေါ်လာနိုင်တယ်။ဘိုးတော်တို့ကျွန်တော်တို့နေတဲ့အခန်းလင်းကား6ခန်းမှာနောက်ဘက်ပရင်ပေါက်ရှိတယ်။1995နောက်ပိုင်းမှာကျွန်တော်တို့စစ်ခွေတိုက်ပို့ခံရပြီးတော့ပရင်ပေါက်တွေပိတ်ပစ်လိုက်တယ်လို့သိရတယ်။အခန်းထဲအညောင်းပြေလမ်းလျှောက်ရင်းရှေ့တန်တကားပေါက်ကဖြစ်ဖြစ်နောက်ပရင်တန်တိုင်ကြားကဖြစ်ဖြစ်ဘဲချင်းကြိလိုက်ကြိလိုက်ဝန်ထမ်းတယောက်ယောက် အမြဲစင်းတယောက်ယောက်နဲ့ဘိုးတော်စကားတွတ်ထိုးနေပြီဘိုးတော်ပစ္စည်းအပေးယူလုံနေပြီသူ့လုံပုံကင်မုံတွေကိုနားဆွင့်ရင်ငေးကြည့်ရင်ကျွန်တော်အတွေးပေါ်တာတစ်ခုရှိတယ်ဘိုးတော်ဟာနိုင်ငံရေးသမားစစ်စစ်ဟုတ်ချင်မှဟုတ်မယ်တက်ကြွလှုပ်ရှားသူဒေါတောင်မီဟုတ်တာတော့သိကြတယ်ထောင်လိုအချုပ်အခြေဖိနှိပ်အာကြီးပြင်းထန်တဲ့နေရာမျိုးမှာ နိုင်ငံရေးသမားထက်တက်ကြွလှုပ်ရှားသူကပိုလှုပ်နိုင်ပါကလားပိုတိုးနိုင်ပါကလားပိုနှက်နိုင်ပါကလားပိုပြီးဖောက်နိုင်ပါကလား စစ်အာဏာရှင်တွေရဲ့ချုပ်ချယ်မှုဖိနှိပ်မှုနင်းချေမှုတွေကြောင့်အပြင်လောကမှာမလုတာမရှားတာပြပြဝတ်ဆင်းနေကြရတယ်။ဒီလိုပတ်ဝန်းကျင်မှာတက်ကြွလှုပ်ရှားအင်အားစုတွေကပါတီတွေအဖွဲ့အစည်းတွေထက်ပိုဖောက်ထွင်းပိုထိုးနှက်ပိုလှုပ်ရှားနိုင်ကြမှာသိကြတယ်။ပါတီအဖွဲ့အစည်းတွေကကိုယ့်မူဝါဒတွေကိုယ့်လုပ်ငန်းစဉ်တွေနဲ့လှုပ်ရှားကြတယ်ပေါ့။ဒါပေမဲ့တက်ကြွလှုပ်ရှားသူအင်အားစုတွေရဲ့အခန်းကဏ္ဍကိုအရေးထားရကောင်းမှန်း အလေးကယူပြုရကောင်းမှန်းသိဖို့အလွန်လိုလိမ့်မယ်။ပါတီအဖွဲ့အစည်းဟာတက်ကြွလှုပ်ရှားအင်အားစုတွေရဲ့အရေးပါမှုကိုသိမှတ်လေးစားသလိုအားပေးဖေးမှမှုလည်းပြုရပေးလိမ့်မယ်။တက်ကြွလှုပ်ရှားသူတွေကတော့ပါတီအဖွဲ့အစည်းမဟုတ်လို့မူဝါဒစီမင်းစည်းကမ်းလုပ်ငန်းလမ်းစဉ်တွေအတိအကျအခိုင်အမာ ရှိကောင်းမှ ရှိပေမပေါ့။သူတို့အဖို့ယုံကြည်ခံယူချက်ရှိရင် လုံလောက်ပြီ။ဥတည်ရီမှန်းချက်ရှိရင်ပြည့်စုံပြီ။တစုတစ်ဖွဲ့ချင်းလှုပ်ရှားတယ်ဆိုပေမဲ့အခြားအစုအဖွဲ့တွေနဲ့လည်း အခြေအနေအကြောင်းကိစ္စအရေးအရာပေါ်ရင် တွဲသွားနိုင်ရမှာပဲပေါ့တက္ကသိုလ်တုန်းကအင်္ဂလိပ်ကန်ဝင်စာရေးဆရာကြီးဂျိုနာသန်ဆစ်ပြက်ဂါလီဗာထရဲဗဲဆိုတဲ့စာအုပ်သင်ဖူးတယ်ငလက်မလီလီပုတ်တွေရဲ့တိုင်းပြည်ကိုရောက်သွားတဲ့ဂါလီဗာဟာဘလူးကြီးအွယ်ဖြစ်နေတယ်ငလက်မလီလီပုတ်တွေကတယောက်ချင်းတစုချင်းရောက်ရနေရကပေါ်ရအလုတ်ကြာရတာဝန်ကိုမဆုံမယွတ်မတွတ်မဆောင်လုပ်ကြတယ်လူဘလူးကြီးဂါလီဗာကိုလက်ရဖမ်းလိုက်နိုင်ကြတယ်တက်ကြွလှုပ်ရှားအင်အားစုတွေဟာလည်း ရောက်ရနေရာကပေါ်ရာအလုတ်ကိုမကြောက်မရွံ့မတုံမဆုပ်လှုပ်သွားကြရင်စစ်အာဏာရှင်လူဘလူးကြီးကိုလီလီပုတ်ပြည်သူတွေလိုအဆွဲချိုးနိုင်မှာမဟုတ်ချပါပါတီအဖွဲ့အစည်းတွေနဲ့တက်ကြွလှုပ်ရှားသူအင်အားစုတွေဟန်ချက်ညီညီလက်တွဲညီညီလှုပ်သွားနိုင်အောင်အားထုတ်ကြရမှာပါပဲအင်းစိန်ထောင်ထဲမှာပါတီအဖွဲ့အစည်းတွေနဲ့တက်ကြွလှုပ်ရှားအင်အားစုတွေစိတ်ညီလက်ညီလက်တွဲနိုင်ခဲ့ကြတယ်အောင်ပွဲခံအောင်လံတွေထူခဲ့ကြတယ်ဘိုးတော်ခင်ဝင်းရဲ့လုံနီလုံဟန်တွေဟာမူလာကလေးက တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ဘိုးဘိုးဦးတို့ဗမျိုးသိန်းတို့ကြော်ထွေးတို့ကိုကိုကြီးတို့ညီနိုင်အောင်တို့တက်မင်းအောင်တို့အောင်ဆွေဦးတို့မမောင်အေးတို့လိုလူငယ်တွေကိုအာသစ်မှန်သစ်ညံသစ်လောင်းနိုင်ခဲ့တယ်စန္ဒမူနာခေါင်းတွေဖြစ်ခဲ့တယ်ကျွန်တော်ထောင်ထဲမှာရှိနေတုန်းမှာပဲဘိုးတော်ခင်ဝင်လွတ်သွားတယ်ကျွန်တော်ထောင်မလွတ်ခင်မှာပဲဘိုးတော်ခင်ဝင်ထောင်ထဲပြန်ဝင်တယ်စိတ်မကောင်းဘူးကိစ္စတော့မရှိပါဘူးတက်ကြွလှုပ်ရှားနေတဲ့သူဘယ်မှာအနှိတ်ကောအနှောင်ဖွဲ့ကလွတ်နိုင်မှာလဲ ပြည်သူအကျိုးအတွက်လှုပ်တာပြည်သူအကျိုးဖြစ်ထွန်းတန်တဲ့လောက်ဖြစ်ထွန်းရင်ပြီးရောပေါ့တက်ကြွလှုပ်ရှားသူတွေကိုပြည်သူကအသိချင်းမှသိမယ်အသိမှတ်ပြုချင်းမှပြုမယ်ကိစ္စမရှိပါဘူးပြည်သူသိဖို့အသိမှတ်ပြုဖို့တမိုင်းမော်ကုန်ထိုးဖို့လှုပ်တာမှမဟုတ်တာပြည်သူအကျိုးဖြစ်ထွန်းရင်ပြီးရောပေါ့သူတို့ကျေနပ်လိုက်မယ်ပြည်သူရန်ဆွဲတွေကြိုးရင်တော်ပြီပေါ့သူတို့ကျေနပ်လိုက်မယ်တက်ကြွလှုပ်ရှားသူတွေဟာမန်သမားတွေပဲညံသမားနိုင်ငံရေးခေါင်းဆောင်တွေစင်မြင့်ပေါ်မှာမောက်ကြွားလိုက်မယ် မီဒီယာတွေမှာကြော်ဟိမ့်လိုက်မယ်။တမိုင်းမှာမော်ကုန်းဝင်လိုက်မယ်။မန်သမားတွေကအညတရအရေးတော်ပုံတက်သားတွေဖြစ်နေလူမသိသူမသိတမိုင်းရင်ခွင်ဝင်ကြရလိုက်မယ်။တမိုင်းအောက်ခြေမှတ်စုအဖြစ်အခရာတင်ခံကောင်းတင်ခံရလိုက်မယ်။ဒုတိယလွတ်လပ်ရေးအောင်ပွဲဟာသူတို့ရဲ့ပန်းတိုင်းအာနာရှင်ပြိုကွဲပြတ်တုံးကြီးဟာသူတို့ရဲ့ရည်မှန်ချက်စစ်မှန်သောပြည်ထောင်စုတီထွန်းကြီးဟာသူတို့ရဲ့ခရီးဆုံးဒီပန်းတိုင်းဒီရည်မှန်ချက်ဒီခရီးဆုံးကိုရောက်ပြီဆိုရင် သူတို့ကျေနပ်ပြီးပန်းကုံစုသူမရှိလဲသူတို့ဖို့အရေးမကြီးပါဘူးတမေနာဆက်ဖို့ကောက်ရိုးခင်းမဲ့သူရှိရင်သူတို့ကျေနပ်ပြီးထောင်ထဲမှာအပြည့်မှန်ပြည့်အကျိုးရှိရှိလှုပ်ရှားခဲ့တဲ့လူတယောက်အကြောင်းကျွန်တော်သတိတရလေးလေးစားစားရေးပြပါတယ်ဘိုးတော်ခင်ဝင်အကြောင်းတခမ်းမရက်ခင်သတိရတာလေးတစ်ခုလဲကျွန်တော်ပြောပြချင်သေးတယ်ဘိုးတော်ခင်ဝင်က သူ့ရသမျှသူ့ထောင်ဝင်စာကိုနေ့မကျော်အကုန်ဝေပစ်တာသူများကြွေးသမျှအကုန်စားတယ် နိုင်ငံရေးအကျဉ်းသားတွေကသူ့ကိုမပြတ်ကြွေးကြပေးကြတယ်။သူနဲ့ကျွန်တော်အခန်းချင်းကတ်နေတော့ကျွန်တော်စီပို့သည်များကိုအခန်းမှားလို့များသူ့စီမရောက်လေနဲ့အကုံဝါးပစ်လိုက်ပြီ။ကျွန်တော်ကိုထောင်ချဖို့အချို့ကဘိုးတော်လို့ခေါ်တယ်။မန္တလေးစကားနဲ့ခေါ်တာမန္တလေးသားတွေကသူတို့လေးစားရသူတွေကိုဘိုးတော်လို့ခေါ်တယ်။ကျွန်တော်စီကိုစားစရာပို့တယ်။အမဲဆင်းလောက်သားတွေကိုဘိုးတော်စီပေးလိုက်ပါလို့ပြောတယ်။အမဲဆင်းတွေက ကျွန်တော်ကိုဘိုးတော်လို့ခေါ်မှန်းမသိ။ဘိုးတော်ခင်ဝင်းကိုပဲဘိုးတော်ခေါ်မှန်းသိကြတာ။ ဒါနဲ့ကျွန်တော်စီပေးသည်မစားစရာတောက်စရာတွေကိုဘိုးတော်ခင်ဝင်အခန်းကိုပဲပို့ကြတယ်ပေါ့ဘိုးတော်ကအချိန်မဆိုင်ဘူးအကုန်စားပြစ်ဝါပြစ်တယ်ပြီးတော့ပြောသေးတယ်ဆရာကြီးထောင်ဆိုတာနေ့မြင်ညပြောက်ဗျကျွန်တော်တော့စားစရာရောက်လာရင်အကုန်စားပြစ်လိုက်တာပဲတဲ့ဘိုးတော်အကြောင်းဆက်ပြောပြချင်တာလေးတွေရှိပါသေးတယ်ဒီနေ့ပြည်တော်စု နေ့လောက်မှထင်ရဲ့ကျွန်တော်စီဘိုးတော်ရဲ့တည်င်းရောက်လာတယ်ဘိုးတော်ခင်ဝင်တယောက်လေဖြတ်သွားတယ်အင်းစိန်ဆေးုံတင်ထားရတယ်မျက်စိတစ်ဖက်ပိတ် ပါတချမ်းရွက်ရှာတချမ်းကတ်သွားတဲ့သူ့ကိုကူညီဖို့ပြင်ပရဲဘော်တွေကချက်ချင်းလှုပ်ကြပါတယ်ဒီကျုပ်ပဇွန်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်နိုင်ဘိုးတော်စီရောက်သွားတယ်စားစရာတွေဆေးဝါးပစ္စည်းတွေဝယ်ပေးခဲ့တယ်ဦးနိုင်နိုင်ကဘိုးတော်အကြောင်းကျွန်တော်ကိုပြောတော့ကျွန်တော်သတင်းစုံသိနေပြီထောင်မျက်စီထောင်နာထောင်ချေထောင်လက်လိုနိုင်ငံရေးကျင်းသားတွေရဲ့ဝေယာဝိဆကိုအောက်ခြေသိမ်းဆောင်ရွက်ပေးနေတဲ့ထောင်ကျိုးဆောင်ကြီးကိုမင်းဝေစီလှုပ်တဲ့လှုပ်ထိုက်တာတွေအားလုံးလှုပ်ပေးဖို့ ျွန်တော်စကားပါပြီးပြီသူ့ဇနီးရှိရာပရီကုန်းကိုလူလှုပ်ခေါ်ပြီးပြီသူ့အတွက်ဆေးဝါးစားစရာတွေပို့ပြီးပြီအသုံးစိတ်ငွေသွင်းဖို့စီမံပြီးပြီအဘကိုလည်းတွေးချင်နေတယ်ပြောတယ်မိတ်ဆွေအားလုံးကိုလည်းတန်းတနေတယ်ကျွန်တော်အခန်းထဲကထွက်လာတော့တောင်စကားမပြည့်ပြီလှမ်းအောင်နေတော့မယ်အေးပေါ့ဗျာသူလည်းသူ့လူတွေကိုတွေးချင်နေမှာပေါ့သူကတန်တော့မှာတော့အဘကြီးကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်တာကျွန်တော်လက်ဝါးတွေကြီးကုန်မလားထင်ရတယ် ဘိုးတော်စီကိုကျွန်တော်မရောက်လိုက်ပါကျွန်တော်ကလည်းထတပောင်ကျိုင်းဖြစ်နေပါတယ်ဒီစကလုံးကကျွန်တော်တို့ချင်းရည်စရာပြောတဲ့ဝေါ်ဟာရပါထောင်တပိုင်းကြားလို့ပြောတာပါဟုတ်ပါတယ်ကျွန်တော်သွားလေရဘုတ်ကောင်တွေကတလေကြီးမျက်စိအောက်ကကိုအပြောက်မခံပါဘုတ်ကောင်ဆိုတာကလည်းရည်စရာစကလုံးပါပဲမော်တော်ဆိုင်ကတပုတ်ပုတ်နဲ့ကျွန်တော်ကိုလိုက်ကြည့်လိုက်ဆောင်လိုက်မေးလုံနေကြတဲ့ရဲတရင်ထောက်လှမ်းရေးမော်တော်ဆိုင်ကသမားတွေကိုပြောတာပါဘိုးတော်ရှိရာအင်းစိန်စီယုံကိုကျွန်တော်သွားရင်ကျွန်တော်ပြန်လာနဲ့ ဘိုးတော်အင်းစိန်ထောင်ထဲပြန်ရောက်သွားပြီးမှတ်ကြော။ဘယ်သူကဘယ်သူကိုမှတ်ကြော်ပြောရမယ်မသိပါဘူး။ကျွန်တော်အင်းစိန်ဆေးရုံမသွားလိုက်ရပဲဘိုးတော်တယောက်အင်းစိန်ဓက်ခန်းပြန်လည်ဆံမြန်းသွားပါလေ။ဘိုးတော်တဲ့မီဒီယာမှာတံပြိုင်ပါလာလို့တဲ့။ဖင်ကြေးပေးသူကပေးကြပါလေ။လူခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးအစီရင်ခံသူမစ္စတာတောမန်အိုဟေးကင်တာနာရဲ့မြန်မာနိုင်ငံဆိုင်ရာခရီးစဉ်နဲ့တိုက်နေလို့တဲ့။ကောက်ချက်ချသူကချပါလေ။ဘာကြောင့်မှမဟုတ်ဘူးပြော။ ဘယ်နိုင်ငံရဲ့အကျဉ်းသားကိုမှဆေးပတ်လည်အောင်ကုသမပေးတဲ့ထောင်ပေါ်လစီကြောက်လို့ကျွန်တော်ပြောချင်တယ်။အဲ့ဒါကြောင့်ပြန်ပို့တာ။ကျွန်တော်ကိုယ်တိုင်ဓာမျိုးတွေကြုံပေါင်းများပြီးရိုးနေအောင်ခံရမှုပါတယ်ဗျာ။ကျွန်တော်ဥကြယောဂခွဲစိတ်ဖူးတယ်။ခွဲစိတ်တန်ရာပြီးစိုသွေးစိုနဲ့ဆေးရုံကဆင်းခဲ့ဘူးတယ်။ထောင်တွင်းဆေးရုံကကျွန်တော်ဆွဲချခံရဖူးတယ်။ကိုဘူးခေါင်းဘူးဖျားရက်တန်းလန်းနှလုံးယောဂစမ်းသပ်မှုတွေလုတ်ပြီးစအချိန်ဆေးတော်မကုရသေးဘူး။ရန်ကုန်ဆေးရုံကြီးကကျွန်တော်ပြန်ခဲ့ရဖူးတယ်။ ာမျိုးတွေပြောပြနေရင်ပြောမဆုံးပါအောင်တော်သုံးတောင်ပါပဲဗျာဖေဖော်ဝါရီလအလယ်လောက်မှာဘိုးတော်ဇနီးကျွန်တော်ကိုလာတွေ့တယ်။ကုညီတန်တာကုညီရပြန်တယ်။ကစက်ကကုညီလိုက်တာကတော့အမေကမွေထောင်ကကြွေးဘိုးတော်ရဲ့သွေးဆိုတဲ့စကားကြားဘူးရဲ့မဟုတ်လား။ထောင်ကမကြွေးလဲထောင်ကြရဲဘော်တိုင်းကသူ့ကိုကြွေးမှာပဲ။ဘိုးတော်ဘယ်တော့မှသွေးကြောင်မှာမဟုတ်ဘူး။ဘာမှမစိုးရိမ်နဲ့လို့ပြောခဲ့တယ်။သူ့ဇနီးကစကားပြန်သွားတယ်။ဆရာရဲ့သူနဲ့ပေါင်းလာတာနှစ်40နီးပြီ။ ထောင်ဝင်စာပို့ရတာလဲနှစ်၄၀နီးပါပြီရှင်တဲ့မှန်ပြီတဘောဘိုးတော်လိုသွေးနေတဲ့ဘိုးကတော့သွေးလဲနီးပါသေးတယ်လေသူလဲနိုင်ငံရေးကတော့တယောက်ပဲမဟုတ်ပါလားတေးတိုက်ပွဲ1997သတင်းကြော့တစောင်းမုံးလငွေလာမင်းကရောင်ချီလက်လက်ပတ်ဖြန်းနေတယ်အထူးထောက်လှမ်းရေးစခန်းဆောင်မှာတော့တေးတန်တွေမြိုင်နေတယ်အာရပျော်ရွှင်တေးမော်ဝင်တော့တေးပင်တေးသည်မြိုင်မြိုင်သီးအောင်ဖန်တီးစီရင်ဆိုတဲ့ တေးတံတွေကြားမှာကျွန်တော်မိန်မောနေတယ်။ရင်ထဲမှာလည်းကဗျာဆရာတင်မိုးရဲ့ကဗျာဖန်တီးသူဆိုတဲ့ကဗျာတဲကစာတပိုက်ကိုအမှတ်ရနေတယ်။တစိမ့်စိမ့်တွေးနေမိတယ်။လာတာပဲမဲ့အထူးဆောင်တစ်တော်အုပ်ထဲကိုရှုံးလဲလာရအောင်မတိုးနိုင်ပါဘူး။ကျွန်တော်တို့အားလုံးတေးမှောက်ဝင်နေကြတယ်။တေးတံကနီးလာလိုက်ဝေးသွားလိုက်ငွေလာရအောင်ပျောက်တိပျောက်ကြားမှာတေးသောတွေရက်ကန်းရှက်နေကြတယ်။ရွှေကြီးငွေကြီးတန်းမာလို့ရက်ကန်းခုံစင်ကန်းခုံစင်ဆိုသလို တေးတံနဲ့ငွေလာရောင်ရွှေကြီးငွေကြီးတန်းနေကြတယ်။နီးတဲ့တေးတံကကိုခင်မောင်မြင့်ဆိုတာသူအခန်းကားရောက်နေတယ်။ကိုခင်မောင်မြင့်ကပြည်သူတိုးတက်ရေးပါတီ PQ ရဲ့ဥက္ကဋ္ဌပါတီဥက္ကဋ္ဌဖြစ်ယုံလောက်နဲ့တချင်းကောင်းကောင်းဆိုနိုင်စရာအကြောင်းမရှိပါဘူး။သူကနာမည်ကျော်တေးတံရှင် ကိုတန်းလှန်ရဲ့အကိုတော်ဖြစ်နေတယ်။ဒီမျိုးရိုးဗီဇစွမ်းအားနဲ့တချင်းတွေဟစ်နေတာဝေးတဲ့တံကကျွန်တော်တို့ဆယ်ခန်းတွဲတိုက်ရဲ့ရှေ့ဘက်မှာရှိတဲ့တိုက်နှစ်ကလာတဲ့အတန်း တေးသံရှင်ကနာမည်ကျော်အမှုပညာရှင်ဇာကနာကြီးကိုနားထောင်ကောင်းတာပေါ့ကိုခင်မောင်မြင့်နဲ့ကျွန်တော်ကတတ်တူရွယ်တူလောက်ဖြစ်ပါတယ်လွတ်လပ်ရေးရတဲ့နှစ်မှာကျွန်တော်တို့တက္ကသိုလ်အတူရောက်လာကြတယ်ထင်တယ်သူရောကျွန်တော်ရောအထက်တန်းကျောင်းသားဘဝမှာကျောင်းသားကောင်းဆောင်တမကဥက္ကဋ္ဌတို့ဘာတို့လောက်ခဲ့ကြတယ်တက္ကသိုလ်ရောက်တော့ကျွန်တော်ကစာပေရေးစည်းကျောင်းနဲ့မျောပါသွားတယ်သူကကျောင်းသားနိုင်ငံရေးလုပ်ရင်ထင်ရှားလာတယ်နောက်ပိုင်းမှာသူကနိုင်ငံရေးကောင်းဆောင် ထောင်တွေကြကိုကိုကျွန်းတွေရောက် ျွန်တော်ကသတင်းစာဆရာ စာရွေးခရီးတွေထွက်ပေါ်1963မှာပြည်တွင်းငင်းငင်းရေးဆန္ဒပြပွဲတွေခရီးရှိလူလူချီတက်ပွဲတွေလုပ်တယ်။ပြည်လန်းဘက်ကစစ်ကြောင်းတစ်ကြောင်းဘကိုးဘက်ကစစ်ကြောင်းတစ်ကြောင်းချီတယ်။ရန်ကုန်မှာလာဆောင်ကြတယ်။ဘကိုးစစ်ကြောင်းမှာကိုခင်မောင်မြင့်ကစစ်ကြောင်းမူငင်းငင်းရေးစစ်ကြောင်းတွေရှိရာကိုကျွန်တော်နေတိုင်းသွားတယ်။သတင်းယူတယ်ဓာတ်ပုံရိုက်တယ်လူတွေ့မေးတယ်။အဲ့ဒီချိန်ကကြီးမုံသတင်းစာမှာကျွန်တော်အလုပ်လုပ်တော့ ကျင်းမုံတည်င်းစာကပဇွန်တောင်ဘက်မှာရှိတာဆိုတော့ကိုခင်မောင်မြင့်လင်များဖွင့်ထားတဲ့ဆဲလိုက်ဆိုင်ကိုရောက်တက်တယ်။သူတို့ဆိုင်ကလည်းပဇွန်တောင်ဈေးနားမှာသူ့မိမတည်တင်ကိုသူ ထောပနာပြုလိရှိတယ်။သူ့မွေးစားသားကိုလည်းချီးမွမ်းတက်တယ်။တကယ်တမ်းဖွင့်အံ့ပြောတဲ့ရင်တွင်းကပြုတ်လာတဲ့ဇကားတွေဇကားကတော့အမြဲတမ်းလို့လို့နိုင်ငံရေးပါပဲ။ရှစ်လေလုံးဒီမိုကရေစီအရေးတော်ပုံကာလကြတော့သူနဲ့ကျွန်တော်မကြာခဏဆုံတယ်။သူက သူ့ပါတီ PJ မှာကျွန်တော်ကဒီဂျုံမှာ စကားလက်ဆုံးကျဲသွားတယ်လူချင်းအတွေ့နဲသွားတယ်နိုင်ငံရေးသမားတိုင်းကအဲ့ဒီအချိန်မှာစကားတွေပြောတရားတွေဟောနားရတယ်အားရတယ်မရှိကြဘူး1989မတ်လဖုံးမော်နေ့မှာစက်မှုတက္ကသိုလ်တဲ့ကျွန်တော်တို့ရောက်သွားတယ်ဒေါ်အောင်ဆန်းစုကြည်ကတရားဟောတယ်ကိုခင်မောင်မြင့်လည်းတရားဟောတယ်သူစကားပြောရင်အံပုံကြီးကျွတ်ကြလို့ပါဇက်တွေကဆွဲထုတ်ပြီးအပေါ်တင်လိုက်တယ်လူတွေရည်ကြသေးတယ်သူတပည့် community UG ကိုတင်အောင်ကသူ့ကိုတေးသွားလိုက် အံပုံမောင်းလို့ကင်မွန်တက်တယ်။ကျွန်တော်တို့ထောင်ထဲရှေ့ဆင်နောက်ဆင်ရောက်ခဲ့ကြတယ်။အထူးဆောင်ကိုတနေ့တည်းတပြိုင်တည်းရောက်ကြတယ်။အထူးဆောင်မှာဇာကနာကလည်းရှိနေတော့သူတို့သချင်းဆိုဘက်တွေဖြစ်သွားကြတာပေါ့။ဆိုလိုက်ကြတာညတိုင်းညတိုင်းသချင်းတဲ့ညဉ့်ညံကြားနေရတယ်။ဇာကနာကခစ်သချင်းတွေဆိုကိုခင်မောင်မြစ်ကခင်ဟောင်သချင်းတွေဆိုတခါတခါဘာကပယူဂျီကိုတက်ခိုင်ကဝင်ဝင်ဖောက်သည်။သူ့အတန်သူ့သချင်းကလည်းအကောင်းစားတွေပါ။မောင်မိုးသူကလည်းဝင်ပါလိုက်သည်။ သူကမန္တလေးသားပေမဲ့နန်းတော်ရှေ့တို့မြို့မငိမ့်တို့ဆရာညာတို့သချင်းတွေကိုဟစ်တဲ့အခါအဲ့ဒီဆရာတွေရဲ့ခြေဖျားကိုမမိဘူးခြေဖျားကိုမမိတာဘယ်ဟာကိုဘယ်လိုလုပ်မှီတော့မှာလဲဒါနဲ့တေးမော်ဝင်ချိန်မှာ သူကတေးပြော်တော်ဆက်တဘောဝင်ဝင်နှောက်တယ်ကိုခင်မောင်မြင့်နဲ့ကျွန်တော်စကားလက်ဆုံးပြောလို့မကုန်ဖြစ်ခဲ့ကြပုံလေးပြန်လှန်ချင်သေးတယ်သူရောကျွန်တော်ပါသီးလုံတွေသီးချားလုံကြုံရေးကိုပြောတာဒီတော့သူနဲ့ကျွန်တော်စကားမပြောရအဆက်အသွယ်မလုပ်ရ ထောင်ဝင်စားအတူမထွက်ရတနေ့တော့ထောင်ခေါက်သွားတယ်ယူကြောင့်မူကြောင့်ဖြစ်သွားတယ်ပေါ့ကျွန်တော်တို့နှစ်ယောက်ကိုထောင်ဝင်စားအတူထုတ်တယ်ထောင်ဝင်စားခန်းရောက်တော့ညွန်ကျုပ်ကအခန်းမအားလို့ဆိုပြီးတာမန်အကျဉ်းသားထောင်ဝင်စားခန်းကိုပို့တယ်အဲ့ဒီမှာလဲအခန်းမအားသေးလို့တဲ့ကျွန်တော်တို့နှစ်ယောက်ကိုထောင်ဝင်စားခန်းပေးဘက်ထောင်တန်းမြေကကွက်လက်ထဲပို့ထားတယ်ကျွန်တော်တို့နှစ်ယောက်စကားလက်ဆုံးပြောလို့မကုန်ဖြစ်သွားပါရောနိုင်ရွက်တနိုင်ရီနိဗာကြာတယ်ထင်ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေရော နိုင်ငံရေးရော ထောင်ဒုက္ခရောစုံတကာစိတ်ဖြစ်သွားတာပေါ့သူစကားတွေတဲကမှတ်မိလိုက်တာတခုကကျွန်တော်သိရင်အလောင်းပေါ်ပါတီအလံအုပ်ပေးပါဗျာတင်တင်ကိုဒီစကားမပြောရက်လို့ခမားတို့ကိုမှားခဲ့တာတဲ့ရောက်တဲ့ရရအတွေးခြေဆန့်ရာကဘုံတိုင်းစုညံတန်တွေကြားရတယ်အော်တန်ဟစ်တန်တွေကြားရတယ်ကိုခင်မောင်မြင့်တဲ့ဇာကနာကစိန်ခေါ်ပြီးတချင်းဆို ပြိုင်နေကြတာမင်းဟိုတချင်းရလားငါဒီတချင်းရတယ်နဲ့စိန်ခေါ်ပြီးဆိုနေကြတာဆိုရင်ဆိုရင်ရှေးတချင်းတွေရောက်သွားတယ် ဒေါ်ရတန်းအေးမေရှင်မိတ်အေးမိမက်ကြည်အောင်ခင်မောင်ရင်မောင်တေမောင်ပြည်လှဖေရွှေညာမောင်စတဲ့သူတွေဆိုထားတဲ့တခြင်းတွေရောက်သွားတယ်။တော်ကြတော့ငကနီတခြင်းရောက်ဆင်းရဲသားဝါဒတခြင်းရောက်နိုင်ငံရေးတခြင်းတွေရောက်နောက်ဆုံးတော့တပုံတပုံထထတခြင်းတွေစီကိုခုံပေါက်ကြွေးကြော်ရောက်သွားကြပါရော့။တနတ်တံမဟုတ်ဇာကနာအခန်းခေါင်မိုးပေါ်ဂဲတွေကြလာတယ်။တတိုင်းတိုင်းနဲ့ပေါ့ဇာကနာမခံနိုင်မရက်နိုင်ဖြစ်သွားတယ်။ ဟေ့ဘယ်သူလဲကွာဘာလဲကွာတွေကုန်းအော်တော့တာပေါ့ခဲတွေကကြာမြဲကြတော့ဇာကနာပေါက်ကွဲရောကလော်တုတ်ရောဟေ့ငါအမှုပညာသမားကွာခဲပေါက်တာမခံနိုင်ဘူးပြောစရာရှိလာပြောငါအမှုပညာကိုမစော်ကားနဲ့တဲ့ကျွန်တော်တို့ကလည်းဝိုင်းအာကြအော်ကြတယ်အထူးဆောင်ထဲမှာပဲတိုက်ခန်းတစ်လုံးနဲ့အခြေစိုက်ထားတဲ့ထောက်လန်းရေးတွေကခဲနဲ့ပေါက်ကြတာဟိုကအော်ဒီကဆဲဖြစ်လာတော့ခဲပေါက်တာတွေရက်သွားတယ်ဘာမှပြန်မပြောဘူးတော်တန်တိတ်ဖြစ်သွားတယ်ဆဲတဲ့ဆူတဲ့ ဟိမ့်တန်ဟောက်တန်တွေလည်းပျောက်သွားတယ်။နောက်တစ်ရက်နှစ်ရက်ကြာတော့ထောင်ပိတ်ချိန်ရောက်လာတာနဲ့တချင်းတန်တွေကဟိုကကြာအဓိကကြာဖြစ်လာတယ်။အဆောင်တွေဘက်ကလည်းတချင်းတန်တွေပြန့်လာတတ်တယ်။ဇာကနာဘာလုပ်လိုက်တယ်မသိ1980ကျော်လောက်ကတည်းကဇာကနာကိုကျွန်တော်ကြားဘူးနေခဲ့တယ်။သူ့ပြက်လုံတွေကလည်းဟိုဟိုကြော်နေခဲ့တာမဟုတ်လား။လွတ်တော်အမတ်ချင်းတွေ့တော့တယောက်ရဲ့ခေါင်းပေါင်းကိုတယောက်ကလက်ညှိုးထိုးပြီးအလုံးညာချကြည့်ပဲဟေးနှိမ့်ဟလို့ပြောတဲ့ အဲ့ဒီပြက်လုံးမျိုးတွေကတိတ်ရေပန်းစားတာကိုရှေ့လေလုံးကာလအတွင်းမှာသူ့ကိုစတွေ့ဖူးတယ်။သူ့လှုပ်ရှားမှုကိုလည်းမြင်တွေ့နေရတယ်။သူ့ဩဇာအချိန်ဝါကိုလည်းအံ့ဩနေရတယ်။ဒီချုပ်ယုံချုပ်ကို သူလာလေးရှိတယ်။မင်းကိုနိုင်တို့မိုးသီးစုံတို့အောင်တင်တို့နဲ့လက်ဖက်ရည်ဆိုင်ထိုင်တက်တယ်။ကျွန်တော်တို့မကြာခဏစကားပြောဖြစ်ကြတယ်။ဟဲ့ကိုစားဒီချုပ်ဝင်မလို့ချင်ဘူးလား။တာဝန်ပေးချင်တယ်ကျုပ်တို့စဉ်းစားနေတယ်လို့ပြောတတ်တယ်။ဒေါအောင်ဆန်းစုကြည်မှာလူငယ်အသစ်တွေနဲ့လက်တွဲချိတ်ဖို့စိတ်ကူးရှိတယ်။ လူငယ်ခေါင်းဆောင်တွေရဲ့ရွက်ပုံသည်နိုင်ငံရေးဩဇာတိတ်ခါဂုံရီတွေကိုအတိမတ်ပြုတ်တယ်လေးစားအားထားတယ်ညနေတိုင်းလုံးလို့မင်းကိုနိုင်တို့မိုးသီးစုံတို့ကိုဒေါအောင်ဆန်းစုကြည်ပုံမှန်တွေ့တယ်ပြောတယ်ညှိတယ်လူငယ်အားတွေအများကြီးလိုတယ်အဲ့ဒီချိန်ကအဲ့ဒီစကားကိုဒေါစုတယောက်တချင်းကြီးသလိုညီးနေမယ်ထင်တယ်အဘကြီးကျွန်တော်တော့မလုံနိုင်ဘူးတခြားလူတွေမေးကြည့်အောင်ကျွန်တော်ကပါတီနိုင်ငံရေးဝါသနာမပါဘူးတဲ့ဟုတ်မှာပေါ့သူကလွတ်လွတ်လပ်လပ်နေချင်တယ်ပြောချင်တယ် သွားချင်းလာချင်းနဲ့လဲချင်းပတ်ချင်းနဲ့တွေ့ချင်းဆုံချင်းနဲ့ကျွန်တော်ကိုချင်းစားတယ်ကျွန်တော်လဲသူ့လိုစိတ်မျိုးရှိတာကိုသူနဲ့ကျွန်တော်ထောင်ထဲမှာရေဆက်ပြန်ဆုံတယ်အထူးဆောင်ဆယ်ခန်းတွဲတိုက်မှာတခန်းစီနေရဘူးသေးတယ်အထူးဆောင်တိုက်နှစ်မှာတခန်းစီနေရဘူးသေးတယ်သူ့သချင်းတန်နဲ့တော့အမြဲအတူတူနေရတယ်လို့လို့တောင်ခံစားရတယ်သူ့အဖေရောအမေရောကကျွန်တော်ရဲ့စာပေမိတ်ဆွေတွေပါစကားပြောဖို့တွေပါကျွန်တော်အပြင်ပြန်ရောက်လာတော့လဲ ကျွန်တော်တပတ်တခါအစည်ရင်တိုင်နေထိုင်တဲ့ကြောက်ကုန်းကအုံထုံးအိမ်နဲ့သူတို့ရန်ကင်းတိုက်ခန်းကနီးတယ်။အမြဲလိုလိုသူ့စီရောက်တတ်တယ်။စကားလက်ဆောင်ကြက်တတ်တယ်။ကျွန်တော်ကြုံရကြားရသလောက်အဆောင်တွေဘက်မှာတခြင်းမဆိုရဘုံမတီးရ။ဩအခုတော့ဘုံတန်တွေကြားလာရပြီ။ပလတ်စတစ်တွေရေချိုးကွက်တွေကိုဘုံလိုတီးတယ်။ဒုတ်ချောင်းကိုမြေဆောက်တယ်။တိရွက်ကိုပီပီမှုတ်တယ်။တဖြည်းဖြည်းနဲ့ထောင်လုံးကျော့တခြင်းတန်ရှန်လာတယ်။ဘုံတန်ညံလာတယ်။တုံးခေါက်တန်တွေပါရောနှောအတန်ထွက်လာတယ်။ တုံးကထောင်ထဲကဝန်ထမ်းတွေညအချက်ပေးတဲ့သုံးတဲ့အခါသုံးတဲ့ပစ္စည်းတစားတစားနဲ့အတင့်ရဲလာတယ်အတန်တွေကျဲလောင်လာတယ်နိုင်ငံရေးတချင်းတွေကိုအာပေါင်းအာရင်တက်တန်နဲ့ဟစ်ကြတယ်ပုံးတန်ပကန်တန်ဘူးတန်ခွက်တန်ဘုံတန်ခရတန်တွေစုံလာတယ်ဘာဖြစ်တယ်မသိဘူးထောင်ဝန်ထမ်းတွေလည်းညင်သွားတယ်ထောင်လန်းရေးတွေလည်းကုတ်သွားတယ်အထူးဆောင်မှာဘာတွေဆက်ဖြစ်တယ်မသိဘူးကျွန်တော်လည်းတိုက်သုံးရောက်သွားတယ်တိုက်ရောက်တော့လည်းတချင်းတန်တွေဘုံတန်တွေကိုညတိုင်းကြားနေရတာပဲ။ နဂနီလိုတခြင်းကတာအစားဆုံးပဲဇော်ဝင်းထုတ်ရဲ့မေမေရဲ့သားနိုင်ရဲ့တခြင်းလဲလူငယ်တွေညတိုင်းဆိုကြဟစ်ကြတယ်။ဘာပဲပြပြောဘောပဲပြပြဆိုတဲ့ဘိုးတော်ခင်ဝင်းရဲ့ဆောင်ပုတ်ကိုတတိရတယ်။တိုက်သုံးမှဒီဆောင်ပုတ်ကိုတခြင်းလှုပ်ဆုံနေကြပြီ။ကျိုးတိုက်တဲကရဲဘော်ဝင်းထူစောတို့ရစ်ဘီတို့ရဲ့တောင်ပေါ်သူကလေးအိတ်ဆက်နေရောမယ်ဆိုတဲ့ကျိုးကြကရင်တော်လှန်ရေးရဲဘော်တွေရဲ့လွန်တီအင်းငင်ငိမ့်ကိုလဲကြားလာရပြန်ပြီ။1989ကျွန်တော်ထောင်ထဲရောက်စား ကျိုးတိုင်းမှာနေရတုန်းကလည်းဒီသချင်းကိုဆွဲခဲရတာအခုကြားရပြန်ပြီတောကျိုးတောင်ကြားတော်လှန်ရေးတိုက်ပွဲတွေကြားကကရင်ရဲဘော်တွေရဲ့အိမ်သူလွန်းတေးဟာကျွန်တော်တို့ယင်ထဲမှာစိတ်နေတယ်တိုက်တိုင်းမှာညတိုင်းသချင်းဝိုင်းတွေလှုပ်တယ်တိုက်သုံးမှာတေးပွဲတော်တွေရှိတယ်မွေးနေ့တွေနိုင်ငံရေးနေ့တွေပါတီနေ့တွေဘာသာရေးနေ့တွေမှာအခန်းစည်းလူစည်းတေးဆိုကြတယ်ဒီတိုက်ပွဲဟာကျွန်တော်တို့ရဲ့မကြင်ညာသောအာခံပွဲလားကြင်ညာသောအန်တုပွဲလား အမှတ်တော်မထားမိပါဘူးတေးတံတဲ့မျောပါနေလို့ပါအာခံအန်တုတေးတံတွေတဲကတစ်ချက်တစ်ချက်ပေါက်ကွဲထွက်လာတဲ့ကျွန်တော်တို့ရဲ့ကျုံဝါတံကအာနာအရှင်ယာဇပလင်တချင်းဆိုွယ်အတင်းဖြုံမဲ့တဲ့လူငရဲကိုပြန်လဲလောင်မြိုက်ခြင်းတက်ကိုစိတ်ကျိုးပဲ့ဆောင်ရွယ်ဘဝလွတ်ရကျွတ်ရဝေးရအေးရလုံကြီးပလာထောင်ဝင်စားအသေးမစိတ်စေနဲ့ကိုစိတ်ကျိုးပဲ့ဆောင်ရွယ်ဘဝ တကုံတရားရေးခဲ့မှုတဲ့စာကြောင်းရှိတယ်။ယင်ထဲ၌ပြန်လည်စိမ့်ဆူခြင်းနဲ့ထောင်ဆိုတာဘာလဲ။အကြောင်းကြောင်းကြောင့်ထောင်ထဲရောက်လာသူတွေရဲ့ဘဝကိုပြုပြင်မြင့်တင်ပြောင်းလဲပေးဖို့ဖြစ်တယ်။အချင်းဦးစီးဌာနကလည်းဒီဥတီချက်ပဲထားတယ်လို့ဆိုတယ်။ပြုပြင်ပြောင်းလဲရေးဌာနဆိုတဲ့စာတန်းကိုနှစ်ဖူးမှချိတ်ဆွဲထားတယ်မဟုတ်လား။ဒါကလူကြားကောင်းအော်တဲ့ကြွေးကြော်တဲ့လက်တွေ့မှာထောင်ကျအကျဉ်းသားတွေရဲ့ကိုယ်စိတ်နှစ်ပါးလုံးကို နီးမျိုးစုံပြည့်ရဲ့မျိုးစုံနဲ့ဖဲ့ချွေချိုးဖျက်ခြင်းသာထောင်ရဲ့အဓိကလုပ်ငန်းလို့ဖြစ်နေတယ်။စိတ်တက်ကြွခြင်းစိတ်ထက်တန်ခြင်းစိတ်ခိုင်မာခြင်းစိတ်တည်ကြည်ခြင်းကိုထောင်ကအလိုမရှိဘူး။စိတ်ညှိုးငယ်ခြင်းစိတ်အားပြော့ခြင်းစိတ်တက်ကြွခြင်းစိတ်တက်ပျက်စီးခြင်းကိုသာမိထိုးပေးတယ်။ဒါကြောင့်လဲထောင်ထဲမှာစိတ်ပြတ်နေသူတွေစိတ်ကုန်နေသူတွေစိတ်အားရော့နေသူတွေစိတ်ကြနေသူတွေစိတ်ပြောင်းနေသူတွေစိတ်ကြောင်နေသူတွေ စိတ်လက်မြောက်နေသူတွေစိတ်ဒူးထောင်နေသူတွေစိတ်အညံ့ခံနေသူတွေစိတ်လက်နှက်ချသူတွေကိုမမြင်ချင်အဆုံးမြင်တွေ့နေရတာဖြစ်ပါတယ်ဒီအဖြစ်မျိုးတွေက စာမတက်ပေမတက်ရိုးသူဖြင်းသူနှုံသူအသူအောက်တန်းလွှာအတန်းစားအကျဉ်းသားတွေကြားမှသာတွေ့နိုင်တာမဟုတ်ပါဘူးနိုင်ငံရေးသမားလိုစီးပွားရေးလုပ်ငန်းရှင်လို စာတက်ပေတက်ပညာတတ်တွေလို အထက်လွှာအတန်းစားအကျဉ်းသားတွေမှာလည်းတွေ့နိုင်ပါတယ်အလားတူပဲရုပ်ပိုင်းဆိုင်ရာမှာလည်း ပြဿနာတွေကြီးကြီးမားမားကြဲကြဲပြက်ပြက်ရှိပါတယ်။စိတ်ပိုင်းထက်အဆရာထောင်ပိုဆိုးရွားတယ်လို့ပြောနိုင်ပါတယ်။ဟုတ်တယ်လေ။စိတ်ပိုင်းဆိုင်ရာမှာလွတ်လပ်မှုတွေစိတ်သုံးလို့တေနာတွေပေါ်နေရတယ်လို့ရုပ်ပိုင်းဆိုင်ရာမှာလည်းနေထိုင်မှု စားသောက်မှုယောဂဗျာကြိုတင်ကာကွယ်မှုစတာတွေမှာမပြည့်စုံ ရော့ပါချို့တဲ့စိတ်သုံးနေလို့ခန္ဓာကိုယ်ပိုင်းဆိုင်ရာဒုက္ခဝေဒနာတွေတပြုံတစ်ခေါင်းပေါ်နေပေတာပေါ့ဒီလိုနဲ့ဟိုးအဆောင်ဒီအဆောင်မှာဟိုးထောင်သားဒီထောင်သားမှာ ဟိုရဲဘော်ဒီရဲဘော်မှာစိတ်ဆိုင်ရာယိုယွင်းပျက်စီးမှုတွေရုပ်ပိုင်းဆိုင်ရာတိမ့်ချော်ခြောက်ခြားမှုတွေပေါ်ပေါက်နေတာကို မျက်ဝါးထင်ထင်တွေ့လာရပါတယ်ဒီကိစ္စတွေဟာအာနာရှင်လက်ပါစီတွေအာနာပိုင်တွေတာဝန်ရှိသူတွေရဲ့လက်ချက်သက်သက်မဟုတ်ပါဘူးသူတို့အပေါ်ကြီးအပြစ်ပုံချနေုံနဲ့မပြေငိမ့်မပပြောက်နိုင်ပါဘူးကိုတိုင်ကလည်းရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေမှာပြုတ်ပြင်းတင်တာပြုတ်ပြင်းထိမ့်မတ်တင်တာထိမ့်မတ်ကာကွယ်တင်တာကာကွယ် စောင်းရှောင်းတင်တာစောင်းရှောင်းသွားကြရမှာပါ အတာဟိအတာနောနာထောပဲကိုအားကိုကိုပဲကိုထူကိုထပဲဘုရားဟောရှိတဲ့အတိုင်းကိုကိုကိုပဲ့ကင်ထိမ့်သိမ့်သွားရမှာပဲထောင်ဘဝမှာမရှိရှိတာနဲ့စားရမှာပဲမဝင်ဝင်းအောင်မျိုးရမှာပဲမဝဝအောင်လွေးရမှာပဲကိုလက်မသွတ်သွတ်အောင်လှုပ်ရှားရမှာပဲကိုလက်မပော့ပော့အောင်တန့်စင်ရမှာပဲနှစ်ဘူးပေါ်လက်တင်အတွင်းနဲ့ချဲ့နေလို့တော့မပြီးပျော်အောင်ဝအောင်အိပ်ရမှာပဲ စိတ်ပြန့်လွင့်တာထက်စိတ်တည်ငြိမ်တာကပုံမအကျိုးရှိတယ်။ကောင်းတယ်မှန်တယ်လို့နားလည်ကြရမှာပဲ။စိတ်တည်ငြိမ်အောင်တခြင်းဆိုတာကောင်းရင်ဆိုရမှာပဲ။ကနန်းတွက်တာကောင်းရင်ကနန်းတွက်ရမှာပဲ။တွေးတာကောင်းရင်တွေးရမှာပဲ။တရားထိုင်တာကောင်းရင်တရားထိုင်ရမှာပဲ။ပရိတ်ရွတ်တာကောင်းရင်ပရိတ်ရွတ်ရမှာပဲ။ဘာမှမတွေးဘာမှမပြောဘာမှမရွတ်ပဲစိတ်ကိုဟင်းလင်းထားတာကောင်းတယ်ဆိုရင်စိတ်ကိုလှွတ်ထားရမှာပဲ။ဟင်းလင်းထားရမှာပဲ။ အရေးကြီးဆုံးအရာကမိမိရဲ့ကိုယ်ကိုယ်ရောစိတ်ကိုယ်ပါမိမိရဲ့ချုပ်ကန်မှု ထိမ့်သိမ့်မှုပဲ့ကန်မှုပြုပြင်ပြောင်းလဲမှုအောက်မှာငြိမ်ဝှက်ပြပြအသားသေအောင် ထားဖို့ပဲအချုပ်ကတော့အာနာရှင်ပေါက်စထောက်လှမ်းရေးတွေအာနာပိုင်ထောင်းအရာရှိတွေဖြစ်စေခြင်းသလိုကိုယ်ကိုမကြိုးပဲ့စေဖို့ပဲမပြက်စီးစေဖို့ပဲမယိုယွင်းစေဖို့ပဲအဲ့ဒါအဓိကအလုပ်ပဲဒါပဒါနတာဝန်ပဲဒီသဘောကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ပါတယ်ဒါကြောင့်ကျွန်တော်ရောက်လေရာမှာ အကျဉ်းသားတိုင်းလှုပ်တဲ့လှုပ်ထိုက်တာတွေကိုပြောပြပါတယ်။တိလို့မှတ်လို့လွယ်အောင် ဆောင်းပုတ်ကလေးတွေစာချိုးကလေးတွေကြွေးကြော်တံကလေးတွေပေးဝေပါတယ်။ညွန်ပြပါတယ်။နှီးပေးပါတယ်။1993လောက်ကကျွန်တော်ဖော်ထုတ်ခဲ့တဲ့ဆောင်းပုတ်ကဒီလိုဖြစ်ပါတယ်။မကြိုးပဲ့ရေတရားသုံးပါရဲ့လို့ကျွန်တော်ဆောင်းပုတ်ကိုကပီးထိုးထားပါတယ်။စိတ်တက်မကြိုးပဲ့စေနဲ့။ကျမ်းမာရေးမကြိုးပဲ့စေနဲ့။စုဖွဲ့မှုမကြိုးပဲ့စေနဲ့။နောက်ဆုံးစာကြောင်းကိုနည်းနည်းရှင်းပြချင်ပါတယ်။ ထောင်ထဲမှာအကျဉ်းချနေရခြင်းလွတ်လပ်မှုဆုံးရှုံးနေရခြင်းလူကနေလို့ထိုင်လို့မကောင်းစိတ်ကထိမ့်လို့မက်လို့မရဖြစ်နေချိန်မှာဘယ်သူနဲ့မှအဆင်မပြေရှိတတ်တဲ့အဖြစ်မျိုးရောက်ကြရတတ်တယ်။ပုံကိုချင်းအဆက်အဆံအပြောအဆိုအပေါင်းအသင်းပြက်ရာကအစုအဖွဲ့အသင်းအပင်အဖွဲ့အစည်းပါ ပြက်တက်ပြိုတက်တယ်။ဒီလိုနဲ့သူ့လက်ညှိုးထိုးငါ့လက်ညှိုးထိုးဖြစ်တတ်တယ်။တင်းကွဲအုပ်ကွဲဖြစ်တတ်တယ်။ဝိုင်းပယ်ချောင်ထိုးလှုပ်လာတတ်တယ်။ထင်ရဆိုင်လှုပ်လာတတ်တယ်။ တဘိုတမင်းလှုပ်လာတက်တယ်ဒီလို စုဖွဲ့မှုတွေကျိုးပဲ့ကုန်တယ်ညီညွတ်ရေးတွေပြတ်သုံးကုန်တယ်ထောင်လုံးနေရာမှာရောက်နေခိုက်ချီစုမဲစုညီညွတ်မှုလေးပြိုကွဲပြတ်သုံးတာဟာအဆိုးဆုံးကိစ္စပဲပဲပေါ့ကျွန်တော်ဒီနေ့ထောင်အပြင်ရောက်လာတော့လေဒီမကျိုးပဲ့ရေးတရားသုံးပါးကို လက်ကင်ထားမြဲလက်ကင်ထားပါတယ်အသက်အရွယ်က80တန်းကိုရောက်လာတော့ကျမ်းမာရေးတော့အလိုလိုကျိုးပဲ့လာတာပေါ့ဒါပေမဲ့ကြံတရားနှစ်ပါးကိုတော့ကျွန်တော်အကျိုးပဲ့မခံပါအသက်သေးတဲ့အထိထိမ့်သိမ့်သွားမှာပါ ဟုတ်ကဲ့ပါသတင်းစာဆရာကြီးဟန်တာရီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငရဲဆိုတဲ့စာအုပ်ရဲ့အပိုင်း6ကိုဖတ်ရှုတင်ဆက်ခဲ့တာဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြသူအရောက်စီတိုင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိတ်မခတ်တတ်သောသူများအလုံးကျမ်းမာပေးကင်းကြပါစေခင်ဗျာ